င်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆာသတင်း channel မှာဒီကနေ့မတ်လ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စပိန်ရထားတဲ့ပြတ်တာကြောင့်ခရီးတဲ့ရာချီလုံလောက်ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ရန်ကုန်မြောက်ကလာပါမြို့နယ်မြို့ပတ်ရထားလမ်း ဝေဝါဂီဘူတာတို့အနမ်းပင်အကွေ့မှာမတ်လ10ရက်နေ့မနက်ရှင်းနိုင်ခွဲလောက်က DME ကိုစပိန်ယထာတဲ့တစီပြည်နေတာကြောင့်ခေးတဲ့ရာချီလုံနောက်ကျခဲ့တယ်လို့ယထာစီးသူတွေကပြောပါတယ်။အင်းစိန်တန်းချင်းကမင်္ဂလာတုံကနေရန်ကုန်ဘူတာကြီးကိုထွက်ခွာလာတဲ့စပိန်ယထာတဲ့ဟာမောင်းနေနေချင်းရုတ်တရက်ဆထိုးရက်ပြီးမောင်းနေမရဖြစ်ခဲ့ပါတယ်။ယထာတစီရဲ့အတွဲ6တွဲစလုံးမှာဒနင်္လာနေ့မနက်ရုံးချိန်ဖြစ်တာကြောင့်လိုက်ပါစိန်နှင်းသူရာနေချီပါဝင်တယ်လို့ဘူတာကြီးကိုမရောက်ခင်ဂျာဘူတာစတုံးဘူတာမှာယထာဆောင်နေသူကိုအများပြရှင်းနေတယ်လို့ယထာစီးသူတယောက်ကပြောပါတယ်။ ယထာထိုးရရချင်းပြတ်တာကိုပြတ်တယ်လို့မပြောဘူး။ရှေးမှာလူတိုင်းမိတာလို့လို့ပြောတာ။10မိနစ်15မိနစ်လောက်တည်းတကားတွေလည်းမပွင့်ဘူး။အဲခုံးမှာပြတ်တော့အကုန်လုံးလောင်ပိတ်နေတာ။အတင်းဝိုင်းမိတော့မှမနက်10နာရီကျော်မှပြီးမယ်။စပြက်နေလို့ပါဆိုပြီးတကားတွေကုန်ပွင့်ပေးတာ။ဂါခိတ်ကလည်းအဲ့ဒီနာမှမရှိဘူး။အလုံးတော့ကြတာပေါ့။အားလုံးကယထာလန်းကနေဆင်းရှောက်ကြတာ။ဘူဓာတိုင်းမှာယထာစောင့်နေတဲ့သူ30လောက်ရှိတယ်။ယထာနဲ့နေလို့ယထာစီတာ။အခုလိုနောက်ကြတာနဲ့လုံနောက်ကြရင်ဖိုင်းချေပေးရပြီလို့ပြောဆိုပါတယ်။ယထာပြန်နေပေမဲ့ဘူဓာယုံကခေးတဲ့တွေကို ဇက်ပြတ်နေတယ်လို့ရုံပိုင်းတွေကကြောင်းကြားတာမျိုးမရှိသလိုတစားငွေ900ချန်နဲ့ဝယ်ယူထားတဲ့လက်မှတ်တွေကိုလည်းငွေပြန်အမ်းတာမျိုးမရှိပါဘူး။ဒွေတိုင်းမှာစက်ကောင်းတွေပါပါတယ်။ရှေးကစောတဲ့ခေါင်းကအင်ဂျင်ပိုင်းချုပ်ရနေတာပါ။အင်ဂျင်နီယာတွေလည်းပါတယ်။ပြင်းစင်းချိန်မိနစ်50လောက်ပါပဲလို့ပြောတယ်လို့ရထားဝန်ထမ်းတယောက်ကဆိုပါတယ်။အဆိုပါနန်းပင်ကွေးမှာပြန်နေခဲ့တဲ့ရထားကမနက်9:00ခွဲလောက်မှာပြင်းစင်နိုင်ခဲ့ပြီးဘရွယ်စိတ်ကုံပူတာကိုဆက်လက်ထွက်ခွာခဲ့တယ်လို့လမ်းပိုင်းတောင်လျှောက်ရှင်လျှောက်မောင်းနေသွားတယ်လို့သိရပါတယ်။ ်စကောင်းဆောင်မယောင်းလိုင်ကိုတိုင်ရန်ကုန်ပူတာကြီးမှာဖဲချိုးဖျက်ဖွင့်ပွဲပြုလုပ်ပေးခဲ့တဲ့စပိန်နိုင်ငံထုတ်ဒီရဲမျိုးယထာတော်တွေဟာမျိုးဘက်ယထာလမ်းမိုင်းမှာမနက်နှစီညနေနှစီတာပြေးဆွဲနိုင်နေတယ်မျိုးဘက်ယထာလမ်းမိုင်းမှာမနက်နှစီနဲ့ညနေနှစီတာပြေးဆွဲနေနိုင်တယ်လို့၆လကြာမှာပဲယထာတစ်တစီစတင်ပြနေတာဖြစ်ပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့တောင်ခမ်းမှာစစ်တပ်တရင်နှရင်ကိုပြောင်းလဲပြုလုပ်ပြီးတောင်ခမ်းထိုက်ပွဲမှာဖွဲ့စည်းပုံမပြေပဲပြန်လာတဲ့တမ၁၁လောက်ခန့်တရင်နှရင်ကို အောင်ပွဲရရဲဘော်များလို့ကြိုးစိုးဝါဒပြန့်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ DNL ဦးဆောင်တဲ့ဒေါက်လိုင်ပူပေါင်းတပ်များနဲ့စကောင်းစီတပ်တို့တိုက်ပွဲဖြစ်နေတဲ့နောင်ချုံမြို့နယ်တောင်ခမ်းချေဝမှာရှိတဲ့စစ်တပ်ရဲ့အမြောက်စခန်းတစ်ခုမှာတရဲများကိုစကောင်းစီတပ်ကအပြောင်းလဲပြုလုပ်လိုက်ပါတယ်။ DNL နဲ့ပူပေါင်းတပ်များတိုက်ခိုက်နေတဲ့အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မာစခ900ရာနှစ်နဲ့အမတ်တ35လေးတို့မှတရဲနေရင်ကိုစကောင်းစီတပ်ကပြန်ခေါ်ပြီးရှမ်းမင်းနယ်တောင်ပိုင်းမှာတရဲနေရင်နဲ့အစားထိုးလဲလဲလိုက်ခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရေးမြစ်ကဆိုပါတယ်။ အခုပြန်ဝင်လာတဲ့တရင်တွေကဓမ္မစက်တဲ့လက်အောက်ခံတွေဖြစ်ပါတယ်။ဖွဲ့စည်းပုံမပြေပဲပြန်လာတာ။ DNL နဲ့ DPL ကစည်ရေးပြူဟာအရဖွင့်ပေးလိုက်တဲ့လမ်းကနေတက်အချင်းပြောင်းလို့ရတာလို့စည်ရေးသတင်းရေးမြစ်ကဆိုပါတယ်။ထို့ကဲ့သို့နောက်တန်းသို့ပြန်ဝင်လာတဲ့စကောင်းစီတပွဲဝင်တွေကိုဓမ္မိတာစုဝင်တွေကဂျိုးစုံနေတဲ့တပုတ်များကိုအုံပြပြီးတော့တောင်ခံတိုက်ပွဲမှာအောင်ပွဲရခဲ့တဲ့စစ်သားများကိုဂျိုးစုံကြရတယ်လို့စကောင်းစီရဲ့ဝါဒပြန် Telegram များကမတ်လ10ရက်နေ့မှာဖြန့်ဝေနေပါတယ်။တောင်ခံကိုစစ်တပ်ကလုံးဝပြန်ပြီးမထိန်ချုပ်နိုင်သေးဘူး။တိုက်ပွဲကဆက်ဖြစ်နေတယ်။ အခုတက်သေးကိုတော့ချင်းချွေးပြီးတောင်ခန်းကိုပြန်ပြီးတော့ထိန်ချုံနိုင်ပြီလို့ဝါရားဖြန့်နေတာလို့နေပြီးတော့မှစေရေးသတင်းရေးမြစ်ကပြောဆိုပါတယ်တောင်ခန်းကျွေးကမှမာစခ9ရာနှစ်နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တရင်၃ရင်ဖြစ်တဲ့အာမတ၃၅လေးအာမတ၂၆နဲ့အာမတ၄၆တို့ရှိပါတယ်မာစခ9ရာနှစ်ဟာအရှင်းမြောက်တိုင်းစစ်ထနာချုပ်ရာမခနယ်မြေတွင်တကူတဲသောအမြောက်တက်ကိုခဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တရင်၃ရင်ရှိပါတယ်ဒီအန်လေးပူပေါင်းတက်ကအာမတ၄၆နဲ့အာမတ၂၆တို့ကို 2024ခုနှစ်ဩဂတ်လ28ရက်နေ့မှာတင်ပိုင်နိုင်ခဲ့ပါတယ်။မဆာခ9ရက်နေ့နဲ့အာမတ်တာ354တို့ဟာဝင်းရံပိတ်ဆို့ထားရမှလမ်းကြောင်းတစ်ခုကိုဖွင့်ပေးထားရတဲ့အနေထားလို့မြေပြင်ဒေါ်လာရေးဘော်တဝူးကမဆာလ8ရက်နေ့မှာပြောပါတယ်။ဘေးရင်တုန်းကနှစ်တက်လုံးကိုဝင်းရံပိတ်ဆို့ထားတဲ့အနေထားပါ။အခုကတော့အဲ့ဒီတနက်တက်ဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့အနေထားပဲရှိပါသေးတယ်လို့၎င်းကဆိုပါတယ်။တို့ဝိမဲ့တော်လိုင်းတပွဲများကအပိဆုပ်ခွာတဲ့ပုံစံမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။တောင်ခမ်းနေမိကလည်းအခြေကြီးပဲလေ။နောက်ပြီးအရင်တုန်းကနဲ့အခုကမတူတာက ်အရင်တော့ကတော့တက်တက်ကိုဝန်ပတ်ပိတ်ဆို့ထားတယ်ပေါ့အခုကတော့တက်တက်တက်နဲ့တက်တက်ကူးသွားလို့ရတဲ့အနေထားပါပဲအထေကကစကောင်းစီလော်ဘီတွေဝါဒပြန်ရေးသားနေတာမျိုးကတော့ပို့ပြီးတော့ကြဲကြဲလောင်လောင်တွေးနေရတာပေါ့လို့၎င်းကဆိုပါတယ်နောက်ချုံမျိုးနဲ့မိုင်းနက်ဆက်ခံဝေးတဲ့စကောင်းစီရဲ့အမြောက်စကန်းကုတ်ကမှုဌာနချုပ်ရှိရာတောင်ခမ်းချေးဝါမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဒေါင်တက်မတော်တင်းနယ်လေးဒနုပြည်သူလုံမြောက်ရေးတပ်တော် DPL လေးနဲ့ပူပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်တောင်ခမ်းပြင်ပြုံးလွင်မျိုးနဲ့ဆက်ဗန်ပွေးနဲ့ခန်းခေါ်ရွာအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြေမာရှိတဲ့ဒေါ်လန်ရဲဘော်တဝူကပြောဆိုပါတယ်။ပြုံးလေမျိုးနဲ့ဝဝဝံချေးဝါမှာထိုင်ချတဆွဲထားတဲ့စကောင်းစီတကဒေါင်းတက်မတော်တန်နလီသိမ့်ပိုက်ထားတဲ့နောင်ချုံမျိုးနဲ့အတွင်းကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ22ရက်နေ့ကစကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။ထို့နောက်တန်နလီဦးဆောင်တဲ့ဒေါ်လန်ရဲတပ်များရှိနေတဲ့ခံခေါ်ရွာသို့စကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကောင်းဆောင်ရဲ့တာပိုင်ဆိုင်တဲ့ဟိုတယ်များနဲ့ခရိုနီများရဲ့ဟိုတယ်များကို ULAA ချိတ်ပိတ်သိမ်းဆည်းတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ လက်ရှိအာရကတက်တော် AA ထိမ့်ပိုက်ထားတဲ့စုံမုံးနယ်မြေများမှာစေကောင်းဆောင်နယ်ခရိုနီများပိုင်ဆိုင်တဲ့ဟိုတယ်နဲ့လုပ်ငန်းများကိုအာရကတက်တော် AA မှချိတ်ပိတ်ဒင်းဆက်လိုက်တယ်လို့သိရှိရပါတယ်။ရခိုင်ပြည်နယ်တန်တော်မြို့နယ်မှာရှိတဲ့ငပလီကမ်းခြေမှာစေကောင်းဆောင်နယ်ခရိုနီများပိုင်ဆိုင်တဲ့ဟိုတယ်များပြင်ဆေးအဆိုးကထိမ့်ပိုက်ထားတဲ့မြေအကာများကို AA ကချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။စေကောင်းဆောင်ရဲ့ဒုစေကောင်းဆောင်ဆေးအဆိုးနဲ့လဝါရိုက်ကြီးပွားနေတဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေကိုအခုရပိုင်းမှာအာရကတက်တော် AA ကချိတ်ပိတ်နေတယ်။ မြောင်နဲ့မင်းများကလုပ်ငန်းတွေမှာလည်းချိန်ပေးခံရတဲ့အထက်မှာပါတယ်လို့သိရတယ်လို့ရခိုင်တရင်ကြီးမြေကဆိုပါတယ်။ငပလီမှာရှိတဲ့စကောင်းစင်နဲ့ခရိုနီများပိုင်ဆိုင်တဲ့ဂျင်ငါးပွင့်အဆင့်ဟိုတယ်များမော်တယ်နဲ့ဒေကိုကန်ဓာစင်ကျော်ကိုချိန်ပေးတင်ဆက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စကောင်းဆောင်မင်းအောင်လိုင်ရဲ့ဓာပြည့်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့အာမတာဟိုတယ်။ဦးအောင်မျိုးမင်းပိုင်ဆိုင်တဲ့အမေဇင်ဟိုတယ်။ဒိုးစစ်ကောင်းဆောင်ဗိုလ်ချုပ်မောင်ရဲ့တမီဒေါ်နနာကြီးပိုင်ဆိုင်တဲ့ဟိုတယ်။ဒန်းရှိုးရဲ့ဓာပြည့်သူထွန်နိုင်ရွှေပိုင်ဆိုင်တဲ့တန်တီဟိုတယ်နဲ့ တခြားကရိုနီကုမ္ပဏီအုပ်စုများပိုင်ဆိုင်တဲ့ဟိုတယ်ငါးခုထပ်မင်းကိုအေးအေးကချိန်ပေးလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိအေးအေးထိန်းချုပ်လိုက်တဲ့မောင်တော်အန်းနဲ့တောင်ကုန်းတန်တွဲမျိုးနွယ်များမှစကောင်းစင်နဲ့ကရိုနီများပိုင်ဆိုင်တဲ့နေအိမ်နဲ့လုပ်ငန်းများကိုပါရခိုးရပိုင်းတို့မှအေးအေးကလိုက်လံချိန်ပေးနေခြင်းဖြစ်တယ်လို့ဒေသခံများထံကသိရပါတယ်။ဒါပြင်ရခိုင်ကရိုနီစီဝါရေးလုပ်ငန်းရှင်တအူဖြစ်တဲ့ဦးကျောက်တောင်ရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုပါအေးအေးကတင်ဆက်ခဲ့တယ်လို့သိရပါတယ်။ဦးကျောက်တောင်ရဲ့တောင်ကုန်းမှာရှိတဲ့နေအိမ်အပါအဝင် ပိုင်းဆိုင်မှုတွေအမေရိကန်ဒေါ်လာ၃တန်းကျော်ချိတ်ပိတ်ခံထားရတယ်လို့ဒေတာတွင်သတင်းမီဒီယာကဖော်ပြပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အုတ်တွေမြို့နယ်မှာရှိတဲ့စက်တက်စခန်းနဲ့စစ်ကြောင်းကိုထိုက်ခိုက်မှုတွင်စကောင်းစီတပ်သား15ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းအုတ်တွေမြို့နယ်မှာရှိတဲ့ဂျမ်မတ်စက်တက်စခန်းနဲ့စစ်ကြောင်းကိုထိုက်ခိုက်ရမှာအဂျမ်မတ်စကောင်းစီတပ်သား15ဦးသေဆုံးခဲ့တယ်လို့အုတ်တွေမြို့နယ်ဘက်ကဖမှတာဝန်ရှိသူတဦးကပြောပါတယ်။မတ်လ9ရက်နေ့မနက်6:30မိနစ်ခန့်မှာအုတ်တွေမြို့နယ်ဂျွဲပွဲမြို့နယ်ညောင်ချထောင်းမြို့ချား ရန်ကုန်မန္တလေးလမ်းဟောင်းပေးကြောက်တိုင်ကျေးရွာမှာရှိတဲ့ချမ်းဖက်စစ်တပ်စခန်းကိုဗီဒိုကားဝေးတက်မလို့ဆက်စပ်ရင်နေမြင့်နှင့်ဗျူဟာ23တပွဲတွေဖြစ်တဲ့တရင်3500နှစ်နဲ့အုတ်တွဲမျိုးနဲ့ဘကဘရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတကမ်းမှုတွင်ချမ်းဖက်စခန်းစီတတား5ဦးတည်ဆုံပြီးလမ်းနဲ့ငယ်6လက်နဲ့ကြီးစားများတင်းဆက်ရရှိခဲ့ကြောင်းဒိုင်ဘော်တို့မှအုတ်တွဲမျိုးနဲ့ဘကဘမှရဲဘော်ဝန်ချိုင်းဟာဇေယနာရှင်မြေပြတ်ချင်းမုံရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက်ဒိုင်ဘော်ဝင်မြင်းမြတ်စွာချက်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ အုတ်တွဲမြို့နယ်ကျွဲပွဲမြို့မြို့ဆိုးတရာအနီးမှာရှိတဲ့ရေဦးစင်ခြေဝါကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့ဂျမဲစကောင်းစီတရားများကိုအုတ်တွဲမြို့နယ်ဘက်ကဖဒရင်3500နဲ့ Delta 1 Drone Force တောင်ကိုခရိုင်ပြည်သူ့ကော်ရေးဖွဲ့နဲ့ Federal Pico Drone ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုကဲတို့တိုက်ခိုက်မှုတွင်ဂျမဲစစ်တပ်ကအရာရှိတအုပ်ပါဝင်အဂျမ်းဘက်စကောင်းစီတရား10ဦးသေဆုံးခဲ့ကြောင်းဒီကနေ့မွန်လပိုင်းမှာဂျမ်းဘက်စစ်တပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားပြီးရေဦးစင်ခြေဝါမှာရှိတဲ့ပြည်သူပိုင်နေအိမ်လေးလုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဒါပြင်ပဲခူးတိုင်းထားရပင်မျိုးနဲ့မှာရှိတဲ့တပြင်းညော့ချမ်းပတ်စစ်တပ်ထိုင်စခန်းကိုလည်း BTR ဒုက္ခမတ်တို့တိုက်ရင် GNL ဓမ္မနဲ့ GNL ဓမ္မအုံနဲ့ရောနတ်တန်ဒရုန်းဖို့စ်တို့ကပူးပေါင်းသိမ်းပိုက်မှုတွင်အော်တွင်မျိုးနဲ့ဘခဖားကချမ်းပတ်စစ်တပ်ရဲ့စစ်ကူစကြောင်းများကိုဖျက်တောက်တိုက်ခိုက်ပြီးပူးပေါင်းပါဝင်ခဲ့တယ်လို့အော်တွင်မျိုးနဲ့ဘခဖားမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့စကောက်စီလာအောက်ခံခင်းပြီးနယ်ဝင်ကြီးချုပ်စောမြင့်ကိုတိုက်ရောက်တဲ့ဂျိုင်းတရားပွင့်ပွဲအခမ်းအနားမှာစတင်ပြီး ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုမှာစစ်သားတချို့ဒဏ်ရာရရတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးကြပါမယ်။ခရင်ပြည်နယ်ကော်ကရိတ်မြို့နယ်မှာအချမ်းဘက်စကောင်းစီရဲ့ခရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးတက်ရောက်ခဲ့တဲ့ဂျိုင်းတရားပွင့်ပွဲအခမ်းအနားမှာစတင်ပြီးဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mon Liberation Army မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။မတ်လ9ရက်နေ့မနက်9:38မိနစ်53မိနစ်နဲ့7:30မိနစ်ခန့်တို့မှာဂျိုင်းတရားပွင့်ပွဲအခမ်းအနားမှာစတင်ပြီးမွန်ပြည်လုံမြောက်ရေးတပ်တော်ရဲ့ Spain UAV 4 Face Wing ဒရုန်းတပ်ဖွဲ့မှာ ဒရုန်းနဲ့ဆင်းတဲ့ဘုံတုံးလုံးချဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါဘုံချဲတိုက်ခိုက်မှုကြောင့်ခန္ဓာပွဲသို့တိုက်ရောက်လာတဲ့အချမ်းဘတ်စကောင်းစီရဲ့ခင်းပြင်းနဲ့ဝင်ကြီးချုပ်စောမြင့်ကိုအရှိတောင်းတိုင်စက်တနာချုပ်ဒူတိုင်းမှုပုံမှုကြီးပညာဝင်ဇောလိုရဲ့ဝင်ကြီးဌာနပြည်တော်စိုးဝင်ကြီးမြို့တပ်ခင်းပြင်းနဲ့လမ်းမဆက်တွေ့ရေးရာဝင်ကြီးညီညီစောနဲ့ခင်းပြင်းနဲ့တရားလွတ်တော်တရားသူကြီးချုပ်ညွန်လင်းတို့ဖဲချိုးဖြတ်ပြီးနောက်ချက်ချင်းပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။စကွေးရဲ့တရားပွင့်ပွဲမစသေးခင်နဲ့အရင်ချက်ချလိုက်တာစကွေးသုံးအောင်ထိခိုက်တံရရရှိတယ်လို့သိရတယ်။ ဗီဒီယိုတွေကိုစကောင်းစီကျင်းပတဲ့အခမ်းအနားပွဲလမ်းတပင်များနဲ့နေကဆွာမနေကြဖို့တည်ပေးလိုပါတယ်လို့မော်လဘရေးရှင်းအမေမှာတာဝန်ရှိသူတို့ကပြောပါတယ်။အဆိုပါတကမ်းမှုတွင်ဂျမက်စကောင်းစီတတာ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကားများနဲ့တဲထုပ်သွားခဲ့ကြောင်းဒရုန်းနဲ့တကိုင်းဆိုင်တွင်ဂျမက်စကောင်းစီရဲ့ခေါ်ကလေးမျိုးနဲ့ဂျုံတိုးမျိုးအခြေဆိုင်ကားမရ၅လေး၅တရင်၅၆တရင်နဲ့ဖြူဝါခုံးမှရှိတဲ့ဂျမားများကြောင့်ဒရုန်းပုံသည်လွန်းဆင်ခဲ့ရာတရာအောက်ဘက်ချမ်းမှရှိတဲ့မူလာတန်းကျောင်းနေဇေယောင်းနေတဲ့ပြည်သူတအုပ်မစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကားတော့စက်တက်တွင်ပုံကံမှုမဖြစ်အောင်မင်းအောင်နိုင်ရဲ့သွေးခွဲအုပ်ချုပ်ရာထူးပေးတဲ့စနစ်ကြောင့်ဗိုလ်ချုပ်များချားမှအုပ်စုခွဲများစွာဖြစ်နေပြီးညီညွတ်မှုမရှိဘဲအားပြိုင်နေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။စေကောင်းဆောင်အချမ်းပတ်မင်းအောင်နိုင်ကစက်တက်တွင်မှပုံကံမှုတွေမဖြစ်စေရတော့စီနီယာဂျူနီယာအစဉ်တိုင်းမဟုတ်ပဲ၎င်းယုံကြည်စစ်ချားရသူများကိုရာထူးနဲ့တာဝန်တွေတုံးမြင့်ပေးရနေခြင်းကြောင့်ထိတ်တန့်စေဖို့ချုပ်များချားမတူညီတဲ့အုပ်စုခွဲများစွာဖြစ်ပေါ်နေကောင်။အင်အားပြန့်ဆိုင်နေတယ်လို့နေပြီးတော့တက်တဲ့ရင်းရင်းမြစ်ကပြောဆိုပါတယ်။ မယောင်းနိုင်ငံ30ခုဆက်စင်ရေးဖြစ်ပွားချိန်2023ခုနှစ်နှစ်ကုန်မှမှာစပြီးရာတုံးနဲ့တာဝန်ဘေးအမှုတွေကိုစီနီယာဂျူနီယာအဆင့်တိုင်းမဟုတ်တော့ဘဲနဲ့၎င်းရဲ့စိတ်တိုင်းကြအပြောင်းအရွှေ့များလှုပ်ဆောင်လာကြအောင်အထူးသဖြင့်ဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့စပက်ရာတုံးနဲ့ရပတ်တာဝန်များကို၎င်းကိုတစ္ဆခံတဲ့အငေရန်ပို့ချုပ်များကိုရာတုံးတို့မြင့်ပြီးလွှတ်ပြောင်းမှုတွေပြုလုပ်လာတယ်လို့သိရပါတယ်ဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့စပက်ဆိုင်ရာလုံပိုင်ခွင့်နဲ့ရာတုံးတာဝန်တချို့ကို DSC စတက်ကတ်တို့ဗတ်စင်35စင်ဒုတိယပို့ချုပ်ကြီးကျော်စွာလင်းကိုလွှတ်ပြောင်းပေးနေကြအောင် စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဖြစ်လာတဲ့ဒုတိယဖို့ချုပ်ကြီးကျော်စွာလင်းကိုစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုတွေနဲ့ဆက်ဆင်ရေးများတို့ကမင်းအောင်လင်ကဒုထန့်တို့ဓာတ်ရိုက်စီရင်ခံခိုင်းပြီးဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့ခန်းခန္ဓာကိုဖယ်ရှားထားတယ်လို့သိရပါတယ်။အခုနောက်ပိုင်းတချုပ်ကညှို့ခုဒုတိယဖို့ချုပ်ကြီးကျော်စွာလင်းကိုဆက်ဆင်ရေးနဲ့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စတွေဓာတ်ရိုက်ခိုင်းတယ်။ဒုစစ်ကိုပဲဓာတ်ရိုက်စီရင်ခံစားတင်ခိုင်းတယ်။ဒုတချုပ်ကိုဘာမှပေးမသိတော့ဘူး။တချုပ်နဲ့ညှို့ခုနဲ့ဓာတ်ရိုက်လုပ်တယ်။ညှို့ကဒုတချုပ်တဲ့အပတ်စဉ်အများကြီးငယ်ပေးမယ်လေ။ ဓာချုံနဲ့ဓာရရဲ့လှုပ်လို့ရတော့သူတဲချုပ်ကိုညှို့ကလေးလဲမလေးစားဘူး။ရှိရလို့တောင်သဘောမထားတော့ဘူးလို့နေပြီးတော့စစ်ဘက်တရင်ကြီးမြက်ကပြောဆိုပါတယ်။၂024ခုနှစ်ဩဂတ်လအတွင်းမယောင်းလင်ကဇိုးဝင်းရဲ့ရုံကန်းနေရာများကို၎င်းနဲ့ကဲရမထားတော့ဘဲနဲ့တရားပြောင်းရွှေ့ခိုင်းခဲ့ကြောင်း။အရင်နောက်စစ်တောက်ချုံနဲ့တမတော်ဇေဝစီရာရှိချုပ်တာဝန်ပေးထားတဲ့2024ခုနှစ်ဒီဇင်ဘာလမှာတမတော်ရဲ့နံပါတ်3ဆင့်ရှိတဲ့ဂျီအေလေညီနန်းကုကရေးမှုရာတို့တို့တုံးမြင်ပေးခဲ့ကြောင်းထိုချိန်မှာစလို့မင်းအောင်လင်ကကြောစွာလင်းကို၎င်းရဲ့အနီးမှသာခေါ်ယူထားတော့ကြောင်းသိရပါတယ် စတက်ကတော်ဘတ်စင်35ချောင်းစင်ဒုတိယဖို့ချုပ်ကြီးကျော်စွာလင်းကိုတမ်းမတော်ကြီးရဲ့လေညီနန်းကိုကရေမှုရာတို့ပေးရတော့ဗိုလ်ချုပ်ကြီးမမောင်၏စတက်ကတော်ဘတ်စင်25ချောင်းစင်ကိုဖယ်ရှားပြီးကာကွယ်ရေးဝန်ကြီးဖြစ်ပြောင်းရွှေ့ခဲ့ကြောင်းဗိုလ်ချုပ်ကြီးမမောင်၏ဟာဗိုလ်ချုပ်ကြီးများထုံးဦးနှင့်ဘတ်စင်တူဖြစ်ပြီးအမြဲခင်းခင်းမင်မင်သွာလာမှုများရှိနေကြောင်းသိရပါသည်အုပ်စုခွဲပြားရမယ်ဆိုရင်ခေါင်းစီတွဲပတ်တွင်းရဲမှုဗိုလ်ချုပ်ကြီးရဲဝင်ဦးနဲ့ဗိုလ်ချုပ်ကြီးမမောင်၏ကခမိခမပါဗိုလ်ချုပ်ကြီးမမောင်၏နဲ့ဗိုလ်ချုပ်ကြီးများထုံးဦးတို့ကလည်းတပတ်ဆက်နေဖြစ်တော့ခင်မင်းနဲ့ ဇပတ်ရပတ်နှစ်ခုလုံးမှာရေးပါနေသူတွေဖြစ်တော့ဇပတ်မှာခရာချတဲ့ဘိုးချုပ်ကြီးမမောင်ကြီးကိုဓမ္မတော်ကြီးရဲ့လေညီနန်းကိုကရေးမှုကနေဖယ်ပြီးတော့ရပတ်ပို့တာပဲ။ကာကွယ်ဝင်ကြီးဆိုတာက လက်ကင်တမ်းမရှိဘူး။ရပတ်ဝင်ကြီးသဘောမျိုးစမ်းနေ။တချို့ကသူစိတ်ကြိုက်ကစားတာ။အောက်ချက်မှာအလုံးညီညွတ်နေရင်သူ့ကိုအချိန်မရွေးအာနာသိမ့်ဖယ်ရှားတာမျိုးဖြစ်မှာသူစိုးရင်ပုံရပါတယ်။ဘိုးချုပ်မှုကြီးစောမောင်ရာထူးဖယ်ရှားခံရတော့ကအချိန်တွေကိုကြည့်ရင်အဲဒီချင်းကဒူတက်ချုပ်တန်းရွှေနဲ့ဒူရင်မှုခင်ညုံးတို့ကပေါင်းလုပ်ခဲ့ကြတာပဲ။ ဒါမျိုးပြမကိုသူစိုးရိမ်ပုံရတယ်လို့နေပြီးတော့တက်တရင်ကြီးမြက်ကဆိုပါတယ်စစ်တပ်အတွင်းနဲ့တထောက်ခံသူများကြောင့်ဒုစိတ်ခေါင်းဆောင်စိုးဝင်းပေါ်လေစားမှုနဲ့ဂျိုင်းနေတက်မှုများရှိနေတဲ့ပေါ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကအမြဲစိုးရိမ်တကြီးရှိနေကဒုစိတ်ခေါင်းဆောင်စိုးဝင်းနဲ့ဖက်စင်တူတငယ်ချင်းဒုတိယဖို့ချုပ်ကြီးရာသေးကိုလည်းမင်းအောင်လိုင်ကပြည်ထရေးဝန်ကြီးရာတို့မှဖယ်ရှားနေရရွှေ့ခဲ့ပါတယ်2023ဩဂတ်လ3ရက်နေ့ပြည်ထောင်စုဝန်ကြီးဖြစ်ခန့်အပ်ခံရတဲ့ဒုတိယဖို့ချုပ်ကြီးရာဗီဟာ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာ20ရာဝန်ကြီးဖြစ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ဒူတချုံနဲ့ပြည်တယ်ဝင်ကြီးဒူဘိုးချုပ်ကြီးရာပြေးကလည်းနောက်ပိုင်းမှာအရန်တွဲလာတယ်။ဒါလည်းတချုံကတိတ်ချိုက်ပုံမရတော့အပြောင်းလဲလုပ်ပြန်တယ်။အပြောင်းလဲလုပ်တာတွေကိုအခြေခံကြည့်ရင်အပြေးရှိလို့လား၊ဒါဝင်မကြည့်လို့လား၊အရေးလို့လည်းမဟုတ်ဘူး။သူတဘောမတွေ့ရင်အပြောင်းရွှေ့လုပ်တာပဲ။ညင်ညွန့်နေမှာကိုတချုံကမလို့ချင်တာပဲလို့လည်းကောင်းကဆိုပါတယ်။ဒါပြင်အခြားစစ်ပတ်တရင်ရင်းမြစ်တကူကလည်းမယောင်းနိုင်ရဲ့သွေးခွဲအုပ်ချုပ်မှုဟာရေချင်းပေါ်မူတည်ပြီးရာထူးတိုးပေးခြင်းမဟုတ်တော့ဘဲနဲ့၎င်းပုတ်ကိုတစ္ဆာခံမဲ့တစ္ဆာရှိမဲ့ အငယ်တန်းဘိုးချုပ်များကိုလက်ယုံလက်မယုံများဖြင့်လက်တက်မွေးလာခြင်းဖြစ်တယ်လို့ဆိုပါတယ်ဘိုးချုပ်ကြီးများထုံဦးဘိုးချုပ်ကြီးတရောင်ဆန်းဘိုးချုပ်ကြီးမိုးအောင်တို့ကရပ်ဘက်အုပ်စုပေါ်ဘိုးချုပ်ကြီးတွေဖြစ်ပေမဲ့ရပ်ဘက်မှာပဲတဲအပေါ်ဩစာလည်းတိတ်မရှိတော့ဘူးတကယ်တန်းကိုတက်တိကိုကင်ထားတာကတချုပ်စောတင်ထားတဲ့အငယ်တန်းဘိုးချုပ်တွေရာတို့ကြီးတက်ကင်ထားတဲ့အငယ်တန်းဘိုးချုပ်တွေကတစုဘိုးချုပ်ကြီးတလက်ကင်မရှိတဲ့ဝါရင်ဘိုးချုပ်ကြီးတွေကတအုပ်စုအုပ်စုခွဲနေတယ်အကွဲပြဲဖြစ်တာမျိုးမဟုတ်ပေမဲ့လည်းကိုအုပ်စုနဲ့ကိုနေကြတယ် တအုပ်စုနဲ့တအုပ်စုကလည်းအမားဆောက်နေတယ်လို့မျိုးမြင်ရတယ်။ညီညွတ်မှုကတော့ပျောက်နေတယ်လို့တခြားစစ်ဘက်တရင်ချင်းတွေကရှင်းပြပါတယ်။ဒါပြင်ဂျမက်စကောင်းဆောင်မယောင်းနိုင်က၎င်းရဲ့ဆရာဖြစ်တဲ့အာနာရှင်အောင်တန်းရွှေရဲ့လုံခြုံရေးစောင့်တက်များကိုလည်းဖယ်ရှားခဲ့ပြီးဒူယုံကြီးဆိတ်ချရတဲ့ဆေးရရှိများအုပ်ဆောင်တဲ့တံများနဲ့အာနာရှင်အောင်တန်းရွှေရဲ့လုံခြုံရေးအတွက်ပြောင်းလဲတာဝန်ပေးရခဲ့ကြအောင်အာနာရှင်အောင်တန်းရွှေပေါ်တစ္ဆာခံနေတဲ့ပို့ချုပ်ကြီးများနဲ့ပို့ချုပ်ဟောင်းများကိုလည်းတရင်နဲ့ဆက်ဆံဆောင်ကြည့်မှုတွေရှိနေကြအောင်စစ်ဘက်တရင်ချင်းတွေကအမြင်တူစွာပြောဆိုကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာ အခုလိုဆုံးတင်နားဆင်ကြတဲ့တရင်ပိတ်တများကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြအရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။